ါပါเนาะဒီချက်ရဲ့ခိုင်ခိုင်ဆက်ချုပ်တင်တဲ့ channel လေးကနေကြိုဆိုပါရယ်ဒီချက်တို့အခုအဲစပြီးတော့ဒီတစ်ခေါက်မှာတင်ပေးမှာတော့အင်ကြီးကိုတိုင်းကြီးရဲ့ပုံစံတွေရယ်ပြီးွားလို့ရှိရင်ဒီချက်တို့20ရေတွေကိုတင်ပေးထားမယ်ဒီချက်ဥဆုံးဗာတင်ပြီးွားကြီးလဲဆိုတော့ ချေရိုကိုတိုင်းနီတွေရှိမှတခုတင်ပြီးသွားပြီကိုတိုင်းနီပြီးတော့တီချေပေချိုးအုံနှုံးနေခေါ်ဝော်တွေကိုတီချေတင်ပေးပြီးသွားပြီပြီးတော့စကတ်တွေကိုတင်ပေးပြီးသွားပြီအခုမှတီချေရဲ့အင်ကြီးဇေယားကွက်ရဲ့တီချေရဲ့20တွေပေါ့နော်အင်ကြီး20ရဲ့ကိုတင်ပေးမယ်ချေရိုရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့တီချေတို့ဟာလေးတွေကိုကို့အတွက်ပညာရတယ်တီချေ video file လေးကြီးပြီးတော့တမလို့အတွက်အသုံးဝင်ခဲ့တယ်ဆိုရင်တီချေကို like and share လေးလုပ်ပေးကြပါဦး ညီကိုရယ်လေးတွေဒီလိုကြည့်လို့မရဘူးတမလို့ screen shot တွေရိုက်ယူတာယူထားတဲ့အချိန်မှာမှတမလို့တို့အဆင်မပြေဘူးဆိုရင် teacher ရဲ့သင်တန်း page လေးမှာစာအုပ်လေးတွေလာမှလို့ရတယ်နော် teacher ဈေးသက်သက်သာနဲ့ရောင်းပေးမယ်အာတမလို့ဝယ်ဝယ်မယ်ဆိုရင်ပေါ့နော် teacher ရဲ့သင်တန်း page လေးမှာစာအုပ်လေးတွေလာဝယ်လို့ရတယ် teacher ဒီစာအုပ်ထဲဟာတွေဝယ်ပညာဌာနအနေနဲ့တမလို့ကိုဝင်မြပေးသွားမှာနော် teacher တို့စပြီးတော့ဒီမှာဒီလိုမျိုးလေးဥဆုံးပေါ့နော်တမလို့ဆွဲရမယ်ဟာဒီခုနကတော့ဒီမှာနော်ဒီလိုမျိုးဆွဲမယ်အပေါင်းလက္ခဏာ ဒါဒီဂျိုင်းဆွဲမှာဒီဘက်ဒီလက်ရှိလက်ဝါမှတ်တယ်ရင်းဖြောက်အလဲမှာအပေါင်းလက္ခဏာကိုမှာဒီဘက်ကဂျိုင်းဝိုက်လေးသွားမယ်ဒီဘက်ကလက်ရှိလက်ဝါတိုင်းမှာမဟုတ်ဘူးရင်းဖြောက်လေးဟုတ်ပြီနော်ဒီချက်တို့ဒီမှာကြည့်လိုက်ပါဒီချက်သင်ပေးထားတဲ့ခါလေးကို ခင်တင်မဆိုပါလေပခုံးဒီဘက်မှာဘဲဘုံညာဘုံသုံးဖို့ရင်းစီချုပ်မယ်ဆိုရင်းစီဒါကတော့သူတို့ချုပ်မဲ့ဟာလေးတွေကိုရေးဖို့အတွက်ပြီးဝရင်ဒီဘက်ကဂျိုင်းပြီးရင်ရင်းကျဲခါကျဲတင်ကျဲပြီးရင်တောင်းရင်ခါရှိစာဆုံးရှိဒီဘက်ကကြတော့လက်ရှိလက်ဘွားအဲ့တော့ဒီ question မလေးတွေပေးရဲဆိုတာတီချက်တင်တန်းသူတွေဆိုရင်အခုတီချက်ဒီနေရာမှာခဏန်းနေထည့်လိုက်မယ်ဆိုပါဘူးခဏန်းနေထည့်မယ်နော်တီချက်ဆပြီးတော့ခဏန်းနေထည့်ပြမယ်နော် ဒီချက်တော့ဒါအကြမ်းမြင့်ပေါ့နော်ဟိုဘာရင်ညာရမဟုတ်ဘူးဒီချက်အကြမ်းမြင့်ရေးတဲ့ကဏ္ဍလေးဒီချက်ကိုယ်တိုင်လည်းမဟုတ်ဘူးပေါ့နော်ဟုတ်ပြီနော်ဒီချက်အခုဒီနေရာမှာပယ်ရေးမယ်ဟုတ်ပြီနော်ဒီချက်ဒီလိုကဏ္ဍလေးရေးလိုက်လို့ရှင်ဒီချက်တငယ်တပည့်တွေဆိုရင်သိပြီအခုတမလို့ဆိုရင်လည်းဒီချက်ရဲ့တပည့်အနေနဲ့ဒီချက် channel လေးကိုလိုက်ကြည့်ပြီဆိုတာနဲ့တမလို့စီသိရမယ်ဘာကြောင့်လဲဆိုတော့ဒါဒီဒီချက်ပခုံးတိုင်းပြီးရေးထားတာ ဓာတိရင်ကျဲဓာတိခါကျဲဓာတိတင်ကျဲဓာတိကြိုင်းဓာတိနောင်မြင်ဓာတိခါရှိဓာတိစာဆုံးရှိဒါစာဆုံးရှိသည်တင်ရှင်နဲ့အတူတူပဲဟုတ်ပြီနော်ဒီဟာဒီလက်ရှိဓာတိလက်ဝဒါပဲပုံညာဖို့ဒီဘက်ဒီချာဒါသမလို့အခေါ်ဝယ်ပြီးဒီလိုရမယ်အဲ့ပုံမှာမတီရှက်20တွေကိုဒီချေပြောပြပေးမယ်ရှယ်တို့ဒီဟာ20ဒီ20တွေကိုသမလို့ screen shot လေးရိုက်ထားလိုက်ဒီချေအသေးစိတ်တော့မပြောပြတော့ဘူးသမီးဒီချေနှစ်ဆက်ကလောက်ပေးမယ်နော်အဲ့ဒါပြင်တမလို့အဲ့ဒါအတိုင်းတွက်လို့ရပြီဒီရှယ်အဲ့တော့ဒီမှာတွက်ပြပေးတော့မယ်နော်စပြီးတော့ဒီဟာကိုအစားသေးလေးတွက်တော့မယ်နော် ချေလို့အရင်ဆုံးပခုံးကိုတွက်မယ်ပခုံးဟုတ်ပြီနော်စပြီးတော့ပခုံးကိုနှင်းနဲ့စားမယ်တီချေလို့နှင်းနဲ့စားပြီးတော့လေးစိတ်ပေါင်းမယ်ပခုံးကိုပခုံးဒီ15နှင်းနဲ့စားမယ်2 8 14နော်14ဆိုတော့ဘလောက်ကိုလဲတစ်ပိုးတဲ့အမြောင်8ဆိုတော့အစိတ်ဖွဲ့လိုက်မယ်လေအစိတ်8နဲ့မြောက်ဆိုတော့ ਨੇ တတ်မထိုးတာ8တလီ8ရမယ်2 4 8 8ပြတ်သွားပြီ8ကဟုတ်ပြီနော်9လက်မနဲ့4စိတ်9လက်မနဲ့ ဒီနေရာမှာဇီးကွက်အကြီးဒီချက်ပြန်ဆွဲလိုက်မယ်အဖြစ်ရေးဖို့နော်ဟုတ်ပြီနော်ခုနှစ်လက်မနဲ့၄စိတ်အဲ့ဒါကို၄စိတ်ပေါင်းနော်ဒီနေရာမှာဒီချက်အဖြစ်၈လက်မဒါဒီအဖြစ်နော်ဒီရာဒီဒီချက်ရဲ့ခုနကတော့ဒီချက်ဒီတိုင်းမြန်မှန်းနဲ့ရေးလိုက်တဲ့ဟာဟာပခုံးတွက်ပြီးွားရင်ချက်တော့ဘာတွက်မလဲတင်းတွက်မယ်ဟုတ်ပြီနော်တင်းရကြတော့ 35တက်တက်မှာ၄35တက်တက်မှာ၄အဲ့ဒါကိုဘာနဲ့စာမလဲ၄နဲ့စာမယ်၄၄6 36ဆိုတော့မရအောင်၄8လီ30နဲ့2သုံးပို့တယ်အမြောက်8 83လီက24 24ဒီဘာဖြစ်သွားလဲဆိုတော့အစိတ်ဖြစ်သွားပြီသူရဲ့အစိတ်ဖြစ်သွားပြီဖြစ်ဆိုရတယ်တက်ပတ်နောက်ကအစိတ်အစိတ်ဒီလဲပါလောက်လိုက်လာပေါင်းလိုက်4နဲ့4နဲ့ပေါင်းတော့ဘယ်လောက်လဲဟာ4နဲ့24နဲ့ပေါင်းတော့28စိတ်အဲ့ဆိုတော့တက်တက်မှာထိုးပြီးတော့4 9 4 28အဲ့တော့ပြတ်သွားပြီဟုတ်ပြီနော်တီချယ်တို့ရတဲ့အဖြစ်၈လက်မနဲ့9စိတ်ကိုတဲ့တင်ကျဲဆိုရင် oh sorry ဒါဒီရင်ကျဲ sorry เนาะဒီချက်ရင်လို့ရင်ရမှာတင်လို့ရင်မျိုးပါလို့ရင်ကျယ်ရင်ကျယ်ဆိုရင်ဘယ်လောက်နဲ့ပေါင်းလဲဆိုတော့တက်လက်မနဲ့၄စိတ်ပေါင်းရပါမယ်တဲ့ဒီနှစ်ခုကိုရင်ကျယ်ကို၄စိတ်ပေါင်းလိုက်တော့ဒီရဒီဘယ်နှစ်စိတ်လဲ၁၇စိတ်၈ထပ်ပူသွားပြီဟုတ်တယ်เนาะ၃စိတ်ပူတော့၃စိတ်ပဲရေးအပေါ်ကိုတစ်တယ်အရင်လိုတင်ရေးတစ်တင်လို့လို့မရဘူးပိုတဲ့၈စိတ်တက်လက်မမှာ၈စိတ်ပဲရှိတော့၈စိတ်ကိုတစ်အနောက်မှာပါကြံလဲ၃ကြံနဲ့ဟာ၃စိတ်ကြီးဟုတ်ပြီเนาะအဲ့တော့ရှေ့က၁၀အရရတဲ့အဖြစ်၁၀လက်မနဲ့၃စိတ်ကိုဒီနေရာမှာရေးမယ်နားမလည်ဒီနေရာလေးရဗီဒီယိုဖိုင်လေးကိုခဏခဏကြည့်ပေးเนาะတီရှယ်ပြီးသွားပြီလို့ရှိရင်၃၉ အခုမှ32ခါခါဒီဘယ်လောက်လဲ၄နဲ့စားပြီးတော့နှစ်ပါမှာခါဒီခါကျဲခါကျဲက32အဲ့ဒါကို၄နဲ့စား၄ရှစ်လီ32ပြတ်သွားပြီဟုတ်ပြီနော်ရလာတဲ့ရှစ်ကိုနှစ်ပေါင်းတော့ဘယ်လောက်လဲ30ဟုတ်ပြီနော်ခါဒီ30ပြီးတော့အရင်ဒီရှယ်လို့ဘာတော့မလဲဆိုတော့ရင်းခါတင်တော့မယ်တင်ရကြတော့ဘယ်လောက်လဲဆိုတော့ဘယ်လောက်လဲ30 39 39လေးနဲ့စာ4 6လေး36ဘယ်လောက်ကိုလဲ3ပို့တယ်အများရှိ8 3လေးကဘယ်လောက်လဲ24 4 9 24လေးပြတ်သွားပြီအဲ့တော့8လက်မနဲ့6လက်မနဲ့80 6လက်မနဲ့80ကိုတင်ကြည့်2လက်မပေါင်းတော့ဘယ်လောက်လဲ17လက်မနဲ့80ဟုတ်ပြီနော်ဒီရသည်ဘယ်လောက်လဲတောင်းမြင့်သည်တစ်ခွဲပေါင်းတော့6ကိုတစ်ခွဲပေါင်းတော့ဘယ်လောက်လဲ10လက်မနဲ့၄ဒါ၄စိတ်ပေါင်းတာခါရှည်ရကြတော့ဘယ်လောက်၄စိတ်ပေါင်းတော့ဘယ်လောက်လဲ18 ဟုတ်ပြီနော်20 20ဝကကျတော့နှစ်လက်မှာပေါင်းတော့20နဲ့နှစ်ခွန် sorry လဝလဝလဝဝကကျတော့နှစ်နဲ့စာ sorry လဝဝလက်ရှိဝနှစ်ပေါင်းကိုခွန်နှစ်ပေါင်းတော့ကိုဒီက17လဝလဝကကျတော့နှစ်နဲ့စာမှာလဝဘယ်လောက်ရလဲဆိုတော့ဒီချက်လို17 17ကိုနှစ်နဲ့စာမှာနှစ်9လီ30တစ်ပို့တဲ့အမြောက်8နှစ်4လီ8ငါလက်မှတ်နေ40တစ်ပေါင်းတော့ဘယ်လောက်လဲ6လက်မှတ်နေ 40စိတ်တီချယ်တို့ဒီမှာပြီးသွားလို့ရှင်ဗာကြံလဲဆိုတော့ဘယ်ဘုံညာဘုံလေးရေးမယ်တီချယ်ဗာကြံငယ်ဆိုတော့ဒီချိုင်းတိုင်းနဲ့မင်းနေလေးနဲ့ဝိုင်းပြတယ်ဂျိုင်းနဲ့ကြံခဲ့တယ်ဘာကြောင့်လဲဆိုတော့ချယ်တို့ကကြတော့ဂျိုင်းတွက်ကရှင်းပြလို့ရှင်ရှည်တဲ့အတွက်တီချယ်ဂျိုင်းကိုတီးတန့်လေးတီချယ်လေးရှင်းပြကြတယ်တီချယ်တွက်နေမှာရှုပ်တာပေါ့နော်အဲကြောင့်မို့တီချယ်ဒီဟာလေးကိုခြံထားခဲ့တယ်ပေါ့နော်အဲ့တော့ဂျိုင်းမှာနှစ်မျိုးရှိရဲ့ဗာကြံရဲဆိုတော့အင်းကြီးဂျိုင်းရဲ့အင်းကြီးဂျိုင်းရဲ့ လက်ခြိုင်နှစ်မျိုးရှိတယ်။ခြိုင်မှာအင်ကြီးကိုတယ်ပေါ့နော်ဒီလိုအင်ကြီးခြေတို့ဒီမှာပေါ့နော်ဒီလိုဆွဲတဲ့ဟာလေအဲ sorry နော်ဒီနေရာပေါ့ဒီလိုလေး white ဝါတဲ့ခြိုင်အဲ့ဒါလက်ဟိုဟာအင်ကြီးခြိုင်အဲ့အင်ကြီးခြိုင်နဲ့လာတွဲမဲ့လက်ပုံပေါ့နော်ဒီခြေတို့ဒီမှာလက်ပုံလေးဆွဲမဲ့အော် sorry ဒီလိုဝင်ရမှာပေါ့နော်ဒီခြိုင် တွေ့လားအဲ့ဒါဒီလက်ချိုင်ဒါဒီအင်ကြီးချိုင်အဲ့နှစ်ခုကိုဆက်လိုက်မှလက်တစ်ဖက်ဒီလိုမျိုးအင်ကြီးနဲ့ sorry နော်ခဏလေးဒီချက်အမြန်ဆွဲပြရမှာဖြစ်တဲ့အတွက်တမလို့ဒီချက်ကြည့်ပြီနော်အင်ကြီးနဲ့ဒီမှာလေလာတွဲလိုက်တော့မှဒါလေးကဘာဖြစ်သွားမှာလဲတမီးတို့ရဲ့လက်လေးဖြစ်သွားမှာဒီလိုလေးပေါ့လက်လေးပေါ့နော်ဒီလိုနှစ်ခုတွဲမှာချုပ်တော့မှာဒီလိုလေးဖြစ်မှာဒီဟာဒီလက်ချိုင်ဒါဒီအင်ကြီးချိုင်တို့နှစ်ခုတွဲလိုက်မှာအင်ကြီးတစ်ထည့်ဖြစ်မှာဟုတ်ပြီနော်အဲ့တော့ဒီချက်တို့က အင်ကြီးတထည့်ဖြစ်ဖို့အတွက်လိုတဲ့ခြံရအင်ကြီးခြံရလက်ခြံရပဲဆိုပြီးရှိတယ်။ဒါပေမဲ့တီချဲတို့တိုင်းလိုက်တာတော့15ဒီ15တခုလေးရတာ။အဲ့တော့အဲ့15နဲ့ကိုတီချဲတွက်ပြရမယ်။15ကိုတဲ့တီချဲတို့လက်ခြံမှာဆိုရင်ဒီမှာကြည့်အင်ကြီးခြံရလက်ခြံရဘာအတူတူပဲလေ။နှစ်နဲ့စားတာအတူတူပဲ။ရင်းနေမှာသွားကြည့်မှာ။ဒါသည်တစ်ကိုကြည့်ရင်သူ့ကိုလည်းတစ်ကိုကြည့်မယ်။နှစ်နှစ်တော့တော့ တွေ့လားသူရင်းနေမှာတော့ကြည့်ပြီးတော့တွက်လိုက်အောင်မယ်ဟုတ်ပြီနော်ဒီဟာဒီအင်ကြီးချိန်မှာတိုင်းလိုက်တာတော့တခုတည်းအင်ကြီးချိန်ရဲ့လက်ချိန်ရဲ့ပဲရှိရဲသူတို့နှစ်ခုလုံးကချိန်ကိုနှင်းနေစားတာချင်းကအတူတူပဲဟုတ်ပြီနော်ချယ်တို့ချိန်ကိုနှင်းနေစားမယ်15ကိုနှင်းနေစားမယ်2ခုနဲ့14 14ဆိုတော့ဘလောက်ပုံလဲတစ်ပုံမယ်အမြောက်ရှစ်ရှစ်ဆိုတာနဲ့ဘာထိုးတသက်မထိုးနှင်းတအရှစ်တလီရှစ်နှင်းလေးလီရှစ်ပြတ်သွားပြီတွေ့လားတီချယ်တို့ရတဲ့ကဏ္ဍဒီဘလောက်လဲ9လက်မနဲ့40 ချဲရှင်းရှင်းလေးပြောပြပေးမယ်နော်အဲ့ဒါကမှဒီချဲတို့ကရေးလို့ရှိရင်ဒီနေရာမှာအပိုင်းကိန်းလေးနဲ့သွားရေးမှာခုနလက်မနဲ့လေးလေးကိုတဲ့သူကရင်မှာသွားကြည့်ရဲ့ဒီချဲတို့စာအုပ်မှာတော့ပါပြီးသားရင်ခုနရင်ဒီချဲတို့တိုင်းတာဘယ်လောက်လဲ15တက်တက်မှာ၄ရင်မှာသွားကြည့်လိုက်တော့ဒီမှာကြည့်တိကကနေ36ရှိတခုရှိရယ်36ကနေ40ရှိရယ်ဒါဒီအင်းကြီးချိုင်းအတွက်နော် 40ကနေအထက်ရှိရယ်လက်ချိုင်းမှာလည်းအတူတူပဲတစ်ကနေ36ရှိရယ်36ကနေ40ရှိရယ်40ကနေအထက်ရှိရယ်သူ့ကိုတစ်ကြည့်ရင်သူ့ကိုလည်းနံပါတ်1ကြည့်မယ်သူ့ကိုနှစ်ကြည့်ရင်သူ့ကိုလည်းနံပါတ်2ကြည့်မယ်သူ့ကိုသုံးကြည့်ရင်သူ့ကိုလည်းနံပါတ်3ကြည့်မယ်အဲ့တိုင်းလေးကြည့်ရုံပဲအဲ့တော့ teacher တို့ရင်တိုင်းလိုက်တာ35ဒသမ4ဆိုတော့ဘလောက်နဲ့လဲမှာပါလဲတစ်ထဲမှာပါတယ်ဒီတိုင်းထားအဲ့တော့အင်ကြီးချိုင်းဒီ9ဒသမ4ဒါဒီပါချိုင်းအင်ကြီးအင်ကြီး ဂျိုင်ခုနှစ်တက်တက်မှာလေးဟုတ်ပြီနော်ဒီဟာကိုရင်မှာသွားကြည့်လိုက်တာအဲ့တော့သူ့ကိုနံပါတ်1မှာကြည့်ထားတော့လက်ဂျိုင်းတို့လက်ဂျိုင်းတို့လက်ဂျိုင်းတို့ကကြတော့ဒီမှာတီချယ်တို့ဘာမှသွားကြည့်လဲဆိုတော့ရင်တက်ကနေ36တွင်နေ35အထိပဲဆိုတော့၄စိတ်ပေါင်းနဲ့အဲ့တော့တီချယ်တို့၄စိတ်ပေါင်းတော့ခုနှစ်တက်တက်မှာလေးကို၄စိတ်ပေါင်းလိုက်တော့ရှေ့ရတယ်အဲ့တော့အဖြေသည်အင်ကြီးဂျိုင်းသည်ခဏတည်းတမလေးလက်ချိုင်းဒီရှစ်ဒီလိုမျိုးလေးထွက်လာမယ်နော်ချေတို့ဒီမှာသွားဖြည့်မယ်လက်ချိုင်းဒီခဏတည်းတမလေး အင်း oh sorry အင်းကြီးချိုင်းဒီခုနှစ်သမားလေးလက်ချိုင်းဒီရှစ်ဟုတ်ပြီနော်တီချယ်တို့ဒါလေးတွေထွက်လာပြီအဲ့တော့တီချယ်တို့အင်းကြီးချုံမယ်ဆိုရင်ပခုံးရပြီရင်ရပြီခါရပြီတင်ရပြီဒေါင်းမြင့်ရပြီအာခါရှည်ရပြီစာဆုံးရှည်ရပြီလက်ရှည်ရပြီလက်ဝါရပြီဒီမှာအင်းကြီးချိုင်းလက်ချိုင်းပခုံးအကုန်စုံသွားပြီဘေဘုံညာဘုံတည်ပြီချယ်တို့အင်းကြီးတွေစတင်လို့ရပြီဒါပေမဲ့တီချယ်အင်းကြီးတင်တဲ့ချိန်မှာလိုအပ်တဲ့ပစ္စည်းလေးတွေကိုဂျမ်းအောင်ရှင်းပြရင်းနဲ့တခါလေးပြောသွားပေးမယ်နော် ဘာတွေလိုအပ်လဲဆိုတော့ဒီချက်တို့ပေကွေးလေးတွေလိုအပ်ပါတယ်ဂျိုင်းဝိုက်တန်ပေါ့နော်အဓိကတော့ဂျိုင်းဝိုက်တန်လေးတွေလိုတယ်ဒီလိုမျိုးဂျိုင်းဝိုက်တန်လေးသုံးလဲရတယ်ဒီလိုမျိုးသုံးလဲရတယ်ဟုတ်ပြီနော်ဂျိုင်းဝိုက်တန်ဒီမျိုးကြိုက်တဲ့ဟာသုံးလို့ရတယ်တစ်မျိုးပဲရှိရင်ရပြီနော်ပြီးတော့ဒီလို16လက်မှာပန်ပေတဲ့တစ်ချောင်းလိုမယ်ပြီးရင်ပေကျိုးတစ်ချောင်းလိုမယ်ဒီချက်ဒီချက်ပေချိုးသုံးတဲ့ဟာပဲပြလိုက်မယ်เนาะတမလို့ကတော့အရန်စေးကြီးရိုင်မဝင်နိုင်ပေချိုးလေးကတရာတန်ပေချိုးလေးတွေလိုအပ်တယ် ဲ့ဒါလေးတွေပဲတူတယ်တီရှပ်ပြပေးမယ်เนาะဒါတော့တီရှပ်သုံးနေမှာတော့နည်းနည်းဈေးမြောက်တယ်ပေါ့เนาะဒီပေချိုးကတော့ဈေးမြောက်တယ်ဒီလိုဟာမျိုးမဝယ်နဲ့ဒီမှာတက်ရခြင်းဒီလိုအယောင်လေးတွေလာတယ်ပေချိုးတသိသိလေးတွေလာအဲ့လိုလေးတွေဝယ်လိုက်ရင်ရပြီအဓိကဘာလို့မလဲဆိုတော့ချိုင်းဝိုက်တန်လို့မယ်တီရှပ်လေးဒီချိုင်းဝိုက်တန်နှစ်မျိုးတွေကတစ်မျိုးရှိရင်ရပြီเนาะနှစ်မျိုးလုံးဝယ်စရာမလိုဘူးချိုင်းဝိုက်တန်လေးတွေကနှစ်မျိုးတွေကတစ်မျိုးရှိရင်ရပြီဒီလိုတန်ပေတန်16လက်မှတ်ပေတန်တစ်ချောင်းလို့မယ် ပြီးရင်ဒီမှာပေချိုးလေးတွေတရရန်လေးတွေပဲသုံးဖို့သမီးတို့ရဲ့နော်လောလောဆယ်မှာတော့နောက်ပိုင်းကျရင်တော့ကိုယ်ကလုပ်ငန်းနေနဲ့သုံးရမှာဆိုတော့ချက်လိုကောင်းတာလေးတစ်ခုတော့ဝယ်ထားပါဘောနော်ဒီလိုပေချိုးလေးတစ်ခုလုံးမယ်ဒါပဲသမီးတို့အခုအချိန်ကမှဒီချက်အိမ်ကြီးစတဲ့နေ့ချိန်မှာလိုအပ်မဲ့ဟာတွေကဒါတွေပဲအစိမ့်ပြတန်တွေဆိုရင်ကသူကပစ္စည်းတွေကအများကြီးအတုံးပြရတာပါဘောနော်ပြီးွားရင်ဘလာဆာအုပ်တအုပ်ဘောပင်တစ်ချောင်းနော် ခဲပြက်ခဲတယ်အဲ့ဒါလေးကြီးကတော့လိုပဲဘာကြောင့်လဲဆိုတော့သမီးတို့တီချဲပတ်တန်ဆွေးနီးနေပဲပညာဒါနတွေကိုမျှဝေပေးမှဖြစ်တဲ့အတွက်အဲ့ဒါလေးတွေတီချဲကိုဆူထားပေးသမီးတို့ပညာနဲ့ဒါနမှာပညာရရတယ်ဆိုရင်တီချဲရဲ့ channel လေးကိုလည်း like ရယ် share လေးလုပ်ပေးပါ like ရယ် subscribe လေးလည်းလုပ်ပေးပါ Facebook သမီးနာကိုလည်း share ပေးပါเนาะအားလုံးကျေးဇူးတင်ပါတယ်ရှင်